ားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့ညအောင်ဆွေးနွေးပြီးမဲ့အကြောင်းအရာကဒီရုရှားသမ္မတဗလာဒီမိုပူတင်နဲ့ဒီတရုတ်သမ္မတစီချင်းပြင်ကိုလူမော်စကိုမှာတွေ့ဆုံတယ်ဒီတွေ့ဆုံမှုပိုင်းမှာပေါ့ချက်တွေအများကြီးပြောသွားတယ်ဟိုဒီချက်တွေတွေကထူးခြားတဲ့အချက်ပေါ့စီးကန္နာနဲ့ပတ်သက်တဲ့အချက်တချက်ကိုဒါဆွတ်ထုတ်ပြီးတော့ညအောင်ဆွေးနွေးပြီးသွားမယ်ဟိုပြောချင်တာဒီပြီးခဲ့တဲ့တနေ့ကပေါ့ဒါမေလ၈ရက်နေ့ကဒီတရုတ်သမ္မတစီချင်းပြင်ပေါ့ဒီမော်စကိုရောက်နေတဲ့အချိန်မှာဒါဒီရုရှားသမ္မတဗလာဒီမိုပူတင်နဲ့ဒါတွေ့ဆုံဆွေးနွေးဒီတွေ့ဆုံဆွေးနွေးပုံကဒါတို့ ြောသွားတဲ့ဒီစီးရင်နဲ့ပတ်သက်ပြီးတော့ဒါအမေရိကန်ရဲ့လက်ရှိသမ္မတဒေါ်နယ်ထရပ်ဒါသူလှုပ်ဆောင်နေတဲ့ဒီ project ထဲကတစ်စိတ်တစ်ပိုင်းဖြစ်တဲ့ Golden Room for America အော်ဒီရှင်းနဲ့ပတ်သက်ပြီးတော့ဒီသမ္မတနှစ်ဦးလုံးကဒါပြင်းပြင်းထန်ထန်ဝေဖန်သွားသလိုဟောသူတို့ရဲ့ border ထုတ်ပြန်ချက်တွေကိုလည်းဇွနေသွားတာတွေ့ရအော်ဒီနေရာမှာပြောချင်တာဒီ Golden Room Golden Room နဲ့ပတ်သက်ပြီးတော့ဒါ Golden Room ကဘာလဲဟောဒီ Golden Room ကဒါဒီ Israel ရဲ့ Iron Dome project နဲ့ပတ်သက်ပြီးတော့ဒါကိုအသက်သွင်းထားတာလား တော့ဌာန်နှစ်ခုကဘယ်လိုကွာခြားလဲပေါ့တော့ဒီအကြောင်းအရာကိုပြန်ပြီးတော့ကြည့်အောင်အော်ဒါဒီကိုရန်တုံးကိုရန်တုံးဆိုတာဒီဒုံးကြီးကာဝေးစနစ်ပဲပြောချင်တာအော်ဒီ history ရဲ့ဒီ iron dome system ကိုပဲဒါဒီအသက်သွင်းထားတယ်အော်ဒါပေမဲ့ဒီ history ဒီ iron dome system နဲ့ဒါကိုပြားခြားနေချက်တကယ်တော့ဒါအတိုင်းအတာတစ်ခုဒီကွာခြားနေတော့အော်ဒီ american ရဲ့ဒီ iron dome system ကဒီ history ရဲ့ iron dome system ပေါ်မှာဒါသူအနေနဲ့အသက်သွင်းထားတာမှန်ပြီပဲပြစ်ခတ်မှုဘာမှမကျတော့ တာတို့ပြစ်ဒုံးကြီးမျိုးစားတွေတင်းနေတဲ့ဒီနောက်ကြီးထည့်ပြီးတော့ဒါပြစ်ခတ်မှုဘိုင်းမပါတော့အဲသူ့အနေနဲ့ကဒါတစ်ခုဒါတစ်ဆင့်မြင့်ပြီးတော့ဒါဒီအာကာသကလည်းဒီပညာမျိုးစုံတဲ့ပေါ့ဒါဒီဝင်ရှင်းရှောက်မှုဘိုင်းမှာသူကပို့ပြီးတော့ဒီအတန်ထက်မြန်တဲ့လက်နက်တွေတက်ဆင်ထားပြတဲ့အတွက်အဲသူ့မှာတော့ဒီတက်ရောက်မှုကဒါကြီးကြီးမားမားဖြစ်သွားတယ်အော်ဒီနှစ်ခုရွာရှာချက်အနေနဲ့ကဒါဒီလူကဒါ Israel အနေနဲ့ကဒေသန္တရပြုလုပ်ထားတဲ့အတွက်ဒါကုန်ကျစရိတ်ကသက်သာ။ဒါ American အနေနဲ့ကတော့ဒါကုန်ကျစရိတ်ကြီးမားဖို့များနိုင် တော့ဒီဒေါ်နယ်ထရန့်ဒီစီစဉ်ပေါ့ဒီအာဂါဒအရှေ့ဆိုင်ဒုံဝင်းဒုံစနစ်ဂါတာဒီသူ့အတွက်ဒါအစိပ်ပိုင်းတစ်ခုတသက်ပဲလားအော်ဒါတေချာတော့ဒါသူ့အတွက်စိတ်ပိုင်းတစ်ခုမဟုတ်ဘဲနဲ့ဒါဒီအကြီးကအီမန်ချက်ကြီးခုအောင်ဖြစ်နိုင်။အော်ဘာလို့လဲဆိုတော့ဒီဘဲဟုပုံစနစ်တည်းခုဒါဒုံခွင်းလုံးစနစ်မှာဆိုရင်ဒါဒီဘေးဘက်ဘက်လေယာတာမှန်ပြီးတော့တက်ဆက်တာ။အော်ဒီအပိုင်းနေနဲ့ပြီးတော့ဒါဒီအပိုင်းနေကိုတောင်ကျွမ်းပေးဖို့အတွက်ဒါလောင်စာစီပေါ့။လောင်စာစီသုံးရမယ့်ပမာဏ။အော်ဒီပမာဏကဒီ 8တီတာဆိုတဲ့ဒါ Hubble ဒီ telescope space telescope ပေါ့ဒီ system လောက်ကြီးကိုဒါသူ့အနေနဲ့ကြီးမားတာဖြစ်တဲ့အတွက်ဒါကုန်ကျစရိတ်ကတော့များများဖြစ်နေတယ်။ဟောဒါကုန်ကျစရိတ်နဲ့ပတ်သက်ပြီးတော့ဒါဘယ်လိုခံမှန်းထားလဲ။ဟောဒီကုန်ကျလွတ်တော်အနေနဲ့ပေါ့ဒါဒီပထမပိုင်းအစတက်ဆင်မှုပိုင်းဒါကုန်ကုန်ကျစရိတ်အနေနဲ့ပေါ့ဒါဒီအမေရိကန်ဒေါ်လာ25ဘီလီယံပေါ့ခံမှန်းထားတာ။အဲ့တော့ဒါဒီအားလုံးပြီးဆုံးသွားမဲ့အပိုင်းကြီးဆိုရင်ဒါဒီအမေရိကန်ဒေါ်လာ900လောက်အထိကိုဒါတို့ပုံကြနိုင်တယ်ဆိုပြီးတော့ပြောထားတာရှိတယ် ်ဟောဒီ project plan အနေနဲ့ကဒါဒီဒုတိယကမ္ဘာစစ်အတွင်းတော့ဒါဒီမြို့မြူပုံကိုတီထွင်ခဲ့တဲ့အတိုင်းဒါပြီးသွားရင်ဒါခုဒီ plan အနေနဲ့ကဒါသမိုင်းမှာဆိုရင်ဒါအကြီးမားဆုံးနဲ့အလို့ဝဆုံးဒါ project တစ်ခုဖြစ်လာတယ်ဟောဒါဒီခု Oral Dawn ဒါအမေရိကန်အနေနဲ့ဒါသူ့ရဲ့ဒီကမ္ဘာပေါ်မှာဒါလက်နက်တက်ဆက်မှုအတွက်ဒါဒီသူကလုံခြုံမှုစိတ်ရှောက်မှုအပြည့်ဝပေးနိုင်လားဒီပိုင်းနဲ့ပတ်သက်ပြီးပြန်ကြည့်မယ်ဆိုရင်ဒါဒီအမေရိကန်တအူးရဲ့အတွက်ပဲဒါအမှန်တကယ်ဒါရန်လိုမှုတစ်ခုဖြစ်လာတယ် တော့ဒါကဒီကိုရန်တုံးနဲ့ပတ်သက်ပြီးတော့ဒါသူရဲ့ချက်လက်ဟောဒါဒီခုတုံးတော့ဒါပြောသွားတယ်ဒီသမရနှစ်ဦးရဲ့ဒါအကြောင်းအရာနဲ့ပတ်သက်ပြီးပြန်ကောက်ဆိုရင်ဒါသူတို့အနေနဲ့ဒီအမေရိကန်ရဲ့အခုဒီလုံဆောင်တဲ့အစီအစဉ်ပေါ့ဒီဒုံခွင်းလုံးစနစ်ထုတ်လို့ရေးအားပြိုင်မှုအစီအစဉ်ကဒါဒီခုကမ္ဘာလုံးမှာလက်နက်အပြိုင်တက်ဆင်မှုတွေအတွက်ဒါအဓိကဒါအခြေခံအားပြိုင်မှုဖြစ်လာနိုင်တယ်ဆိုပြီးတော့ပြောထားတယ် တော့ဒါသူ့အနေနဲ့ကဒီကိုရန်တုံးကဒါအာဂါသာရဲ့အထီကိုဖျက်ချက်မှဖြစ်တဲ့အတွက်ဒါဒီသမရာနှစ်ဦးလုံးအနေနဲ့ဒါပါပြောသွားလဲဆိုရင်ဒါကဒီအာဂါသာလက်နက်ကင်ပြိပခအတွက်ဒါကစားကစားဝန်းတစ်ခုအောင်ဖြစ်သွားနိုင်တော့ဒီအထီကိုဒါသူတို့ကပြန်ထန်နိုင်ဝေးခံတာတော့ဒီရုရှားသမရာပူတင်အနေနဲ့ဆိုရင်ဒါသူပါပြောသွားလဲဆိုရင်ခုဒီယူကလီးယားဒီချင်းချိုရဲ့ဘောတူညီချက်တွေပေါ့ဒီလိုမျိုးပဲဒီကိုရန်တုံးကဆက်ပြီးတော့ဒါအမေရိကန်အနေနဲ့ပိုးမြင့်လောက်ဆောင်လဲဆိုရင်ဒါသူ့အနေနဲ့ဒီသူ့ရဲ့ဒီ ုံးဒီ quantum စနစ်တွေကိုဒါထပ်ပြီးတော့ဒါလို့ချက်လုံးဆောင်သွားမယ်ဆိုပြီးပြောတယ်အဲ့တော့ဒီတရုတ်ကလည်းဒါပါပြန်ပြောသွားတယ်ဆိုရင်ဒါသူ့ရဲ့ဒီလုံးကြီးစစ်စတန်တွေပေါ့ဒီလက်နက်တွေကိုဆက်ပြီးတော့အဆင့်မြင့်ပြီးတော့ဒုံးမြင့်လုံးဆောင်သွားမယ်ဆိုပြီးတော့ဒါသမ္မတပြောသွားတယ်ဟောဒါသူတို့နှစ်ဦးလုံးရဲ့ဒါအဓိကဝေဖန်သွားတဲ့အချက်တစ်ချက်ကဒါပါလဲဆိုတော့အမေရိကန်ကဒါဒီအာဂါဒါကာကိုရီတခုဒါသူ့အနေနဲ့အာဂါဒါရှင်းရှောင်းမှုတခုအနေနဲ့ဒါသူကလုံးဆောင်တာမှန်တယ်ဆိုပေမဲ့ဒါသူ့မှာတက်ဆင်ထားတဲ့ဒီ cross drone ကြီးတွေပြင်ဒီအတန်ထက်မြန်တဲ့ ဒါဒီဒုံးကြီးကိုဒါတက်ဆန်ထားဖြစ်တဲ့အတွက်ဒါဒီအာဃာတမှာဆိုရင်ဒါသူ့အနေနဲ့ဇနက်ပြိုင်ဆိုင်မှုကဒါဒီသူ့အနောက်ဒါမျိုးဆက်မှာဆိုရင်ဒါလာလာကောင်းသွားနိုင်တယ်ဆိုပြီးတော့ဒါသံသနှလုံးကအထောက်ပြသွားတာတွေ့ရတယ်အဲ့တော့ပြောချင်တာကဒီခုဒီကျောင်းရံနဲ့ပတ်သက်ပြီးတော့ဒါပြန်ရှုပ်မယ်ဆိုရင်ဒါဒီမေဒီကန်ကဒါသူ့အနေနဲ့ဘယ်လိုပဲဒါသူ့အနေနဲ့ဒုံးကြီးရှင်းချောင်းမှုအနေရီကိုအကာအကွယ်ပဲလုပ်လို့သူ့အနေနဲ့ဘယ်လိုပဲလက်နက်တွေကိုပြန်လုပ်ဘယ်လိုပဲလုပ်လို့ ဒီအကြီးကဘာဖြစ်သွားလဲဆိုရင်ဒီတစ်ဖက်မှာဆိုရင်ဒီဘာလုံးဆိုင်လက်နက်တိုင်ဆိုင်မှုတွေထပ်ပြီးတိုးမြင့်သွားတာဖြစ်တယ်ပြီးရင်ဒီတစ်ဖက်ကတရုတ်နဲ့ဒီအင်အားကြီးတာရုရှားပေါ့ဒီနှစ်နိုင်ငံပဲစီးဥပပေါင်းဆောင်ရွက်မှုပို့ပြီးတော့ဒါတိုးမြင့်ပြီးတော့ဥပပေါင်းလှုပ်ဆောင်သွားတာပေါ့ဒီနောက်နှစ်နိုင်ငံကိုပဲစီးရတွန်းအားတွေသွားပေးတယ်လို့ဖြစ်ဖြစ်သွားတာပေါ့အဲ့တော့အမေရိကန်ကလှုပ်ဆောင်ချက်တိုင်းလှုပ်ဆောင်ချက်တိုင်းကဒီအင်အားကြီးတရုတ်နဲ့ရုရှားကိုပဲအကြီးကတက်ရောက်သွားတယ်ဒီနှစ်နိုင်ငံပဲမာမိတ်ဂျိုးတူပေါင်းဆောင်ရွက်မှုတွေပို့များလာ ဒီဆက်ကပဲဒီကဖြစ်ဖြစ်လာတယ်လို့တော့ကျွန်တော်အနေနဲ့မြင်မိတာအားလုံးဒီစလို့